လဝါကတိုင်တော်တရားအမှုပီးစီချင်းကိုကြီးညာဖို့အတွက်ခေါ်ချင်းခံရတော်သူများဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ဖခင်ယေရှုတော်ကြောင့်သာသနာပြုသွားခါစမှာတော့အဲဆရာဂျမီဆရာဂျမီကကျွန်တော်အဲခေါင်းဆောင်ကတော့ယုံယုံကြည်ကြည်နဲ့ပေါ့နော်ယုံယုံကြည်ကြည်နဲ့ကျွန်တော်လည်းပဲအဲတုန်းကအသက်16နှစ်ပဲရှိသေးတော့ဆန္ဒအပြင်းထန်တာသွားမယ်ပေါ့ အဲ့ဒါနဲ့ကျွန်တော်တို့အတင်းတော်မှာရှိတော့ကတော့အဆင်ပြေတယ်လေနော်ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အောက်မှာနေရတဲ့အခါကျတော့ပူပင်တော့ကတွေလည်းဘာမှမရှိဘူးအဲ့ဒါနဲ့ဒီမှာယူအမျောလင့်ထားတဲ့အရာတွေပြီးတော့စိတ်ကူးရင်ထားတဲ့အရာတွေရောအကြီးကြီးအဲ့ဒါနဲ့ကျွန်တော်တို့တနိုင်းကိုစပြီးတော့ရောက်တဲ့အခါမှာတနိုင်းမှာကျွန်တော်တို့စပြီးတော့ခြေချတော့ယုံကြည်သူလည်းမရှိအတင်းသားလည်းမရှိ ကိုနဲ့သူလက်တွဲမဲ့အမှုတော်ဆောင်လည်းပဲဆရာဒူးကြကျွန်တော်နဲ့နှစ်ယောက်နော်နှစ်ယောက်ပဲသွားလိုက်တော့အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာတော့တတော်လေးပင်ပန်းလာတာစိတ်တကြလာတာဗောနော်ဒီနေ့မနေ့ကျွန်တော်ဆရာမကြီးဆရာမကြီးလေးတက်တီခံသွားသလိုဟိုးဆရာလူကလည်းမရှိကိုယ်လည်းတာသနာပြုလာတဲ့အခါကျတော့လည်းပဲဟိုးကဟိုးကျင်တယ်လေနော်ဖြစ်ကျွန်တော်ဟောဟောမယ့်ယုံကြည်သူကလည်းမရှိပြီးတော့တနင်္ဂနွေနေ့တိုင်းရောက်လာပြီဆိုရင်သူများဖျားချောင်းပဲသွားရတာ သူများဖျောက်ကြောင်သွားတော့လည်းပဲဆရာမပြောသလိုပျော်ရလဲမပျော်ပေါ့သာသနာပြုဖို့လာတာကိုကိုရိုင်အအတင်းတော်စဖို့အတွက်လာတဲ့အခါကျတော့သူများဖျားကြောင်ပဲအပတ်တိုင်းသွားနေရတော့စိတ်ထဲမှာလည်းပဲတိတ်ပြီးတော့ဝမ်ဝမ်မမြောက်နိုင်ဘူးဟာကျွန်တော်လိုတော့လိုနေတယ်နော်လို့ပေါ့နော်အဲ့ဒါနဲ့တစ်နှစ်လောက်ထိကျွန်တော်အဲ့လိုရွာလေသေးတယ်ပြန်ပဲပြန်ရမလို့လို့ ဟိုဆက်ပြီးမှပဲနေရမလို့လို့ဆက်ပြီးတော့ပဲဘလို့ပဲလောက်ရမလို့လို့လမ်းစာရှာဟိုရှာမတွေ့အစပြောက်တယ်လို့ဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပြန်ခောက်မယ်ဆိုတော့ဆရာကြီးမြေကတော့ကြည်ကျအတင်းတော်မှာကောင်းကြီးပေးပြီးတော့ဇေလွတ်လိုက်တဲ့ခါကျတော့အောင်မြင်စွာနဲ့တတ်ဆုတ်လာတယ်ဆိုရင်လည်းမကောင်းဘူးလေနော်အဲ့ဒါနဲ့အဲ့ဒီတိတ်ခါလေးလေးထိန်ပြီးတော့ဆက်ပြီးတော့နေတာပထမဦးဆုံးသွားတဲ့ခွန်အားယူเสียလည်းမရှိလေနော် ဟိုတယောက်ကအဲ့လိုလှုပ်နေလို့ဟိုတာသနာလို့ကြိုးစားနေလို့ဆိုပြီးတော့အတူယူစရာခွန်အားယူစရာလည်းမရှိတဲ့အခါကျတော့ကိုတယောက်တည်းစပြီးတော့သွားတဲ့အခါမှာတကယ်လေးလမ်းစပျောက်တယ်လို့ခံစားတယ်ပြီးတော့ကျေးဇူးတော်တမန်တရားလည်းပဲဟိုဒီကနေ့သွားတဲ့အခါမှာလည်းစမပေါက်တဲ့အခါကျတော့နော်ယေရှုကယ်တယ်ဆိုတာပဲသိတာပေါ့အဲ့ဒီကယ်တင်ခြင်းတရင်စကားတော့အဲခရစ်မတ်ကာလရောက်တဲ့အခါပြီးတော့အသင်းတော်မှာ6လတကြိမ်တော့အေးဝင်ကလေးဟောရမယ်နော် အသင်းတော်မှာတနစ်တစ်ချိန်လောက်တော့ကြီးလာတဲ့ကလေးတွေအတွက်နော်ကေတင်ချင်းကားတိုင်းတရားတော့အဲ့လိုဟောရမယ်ဆိုတော့အဲ့ဒီအတွေးခေါ်နဲ့သွားလိုက်တာပေါ့နော်ဒါပေမဲ့အဲခုနပြောသလိုကျေးဇူးတော်တမန်တရားလည်းကောင်းစွာသဘောမပေါက်တဲ့အခါကျတော့ရှိတဲ့လူလေးတွေနဲ့နော်ကျွန်တော်တို့တယောက်နှစ်ယောက်စတခါတည်းစိတ်ကောက်လိုက်စိတ်ဆိုးလိုက်နဲ့ပြီးရင်တခါအမျိုးမျိုးပေါ့အဲ့လိုနဲ့သွားရင်နဲ့ကျွန်တော်ဘုရားသခင်ရဲ့အောင်းအုပ်ဖွေရာကျွန်တော်တင်းအုပ်ဆရာဆရာက2020ခုနှစ်မှာဆရာကတော့ တနိုင်းကိုရောက်လာတယ်အဲ့ဒီမတန်ခဲနဲ့ဆရာတော်ဂျေဇုတော်တမန်တော်တွေဟောနေပြီဒါမဲ့ဒီဂျေဇုတော်တမန်တော်ကြတော့ခုနပြောသလိုဟိုခရစ်စမတ်ကာလလောက်ပဲကားတိုင်းတရားတော်ဟောဆရာရှိပြီးတော့ဂျန်နဲ့ဆန်တီနေ့ကြတော့ဟိုခရိယန်အသက်တာပိုင်းဆိုင်ရာတွေအဲယုံကြည်ခြင်းပိုင်းဆိုင်ရာတွေပြီးတော့ဒီအကျင့်စာရိတာပိုင်းဆိုင်ရာတွေနှလုံးသားပြုပြင်ရမယ်ပိုင်းဆိုင်ရာတွေဖြူစင်ရမယ်ပိုင်းဆိုင်ရာတွေအဲ့ဒီအရပဲပို့ပြီးတော့ဟောရပြီးတော့ဒီကားတိုင်းတရားကြတော့တိတ်တော့ဟောဆရာမလိုဘူးလို့ကျွန်တော်ကိုယ်တိုင်လည်းပဲလို့ခံစားတာပါ တနေ့ဆရာက2020ခုနှစ်မှာအသင်းတော်ကိုရောက်လာပြီးတော့ကျွန်တော်တို့ဒီဂျေဇုတော်တမန်တော်ကိုပြန်ပြောပြတယ်ဝင်ငါတယ်ဝင်ငါတဲ့ခါမှာဆရာကျွန်တော်ပြောတယ်အကျိုးတရားဟောတာချိန်ရမယ်နှုတ်ပတ်တော်ဝင်ငါတာချိန်ရမယ်လို့ပြောတော့ကျွန်တော်သိပြီးတော့ဟိုစဉ်းစားတာပေါ့ဘာများဟောဆရာရှိမလဲပေါ့နော်ဒီဝိညာဉ်တော်ကပဲမပေါ်ပြရင်တော့တကယ်ကိုအစပြောက်တာပေါ့နော်ဝိညာဉ်တော်ကဒီဝိညာဉ်ဒီဝိညာဉ်တော်ရဲ့ တရားဖြစ်တဲ့အခါကျတော့ကားတိုင်းတရားကဝိညာဉ်တော်ရဲ့တရားဖြစ်တဲ့အခါကျတော့တန်ရှင်သောဝိညာဉ်တော်ကိုယ်တိုင်ကူညီမဆခြင်းမရှိရင်တော့တော်လေးအဆင်မပြေတဲ့အရာဖြစ်တယ်ပေါ့အဲ့ကကျတော့ဆရာကကျွန်တော်အဲ့လိုပြောတဲ့အခါကျတော့ကျွန်တော်လည်းတကယ်စွတ်တောင်းတယ်ကိုရောကျွန်တော်မသိဘူးအဲအဲ့နဲ့ဆရာရဲ့နှုတ်ဘတော်တွေကျွန်တော်နားထောင်တယ်ကျွန်တော်ခွန်အားယူတယ်အဲ့နဲ့စွတ်တောင်းရင်စွတ်တောင်းရင်နဲ့ပို့ပြီးတော့ဟိုမှာယောမဩဝါဒစာအခန်းကြီး9ဒီ စနစ်နောက်ပိုင်းပေါ့နော်14 15 16တယောက်တော်သူရဲ့ပြစ်မာခြင်းကလူအပေါင်းတည်ခြင်းကိုရောက်ပြီးတော့အပြစ်တရားရဲ့အောက်ကိုကြောက်ရောက်သွားတဲ့အာဒံရဲ့ပြစ်မာခြင်းကကျွန်တော်တို့အပြစ်တစ်ဆက်မှ လုတ်ဆရာမလို့ပဲနဲ့တည်ဖို့အတွက်လုံလောက်သွားပြီဒါပေမဲ့အဲ့လောက်မှပဲပြီးတာမဟုတ်ပဲနဲ့တယောက်တော်သူရဲ့နားထောင်ခြင်းအဖြစ်လူအပေါင်းဆိုတဲ့အများကိုပဟုပြုတဲ့ ကိုစားပြုတဲ့တယောက်သောသူရဲ့နားထောင်ခြင်းအဖြစ်ဖြောင်းမတ်သောသူဖြစ်တယ်ဆိုတဲ့အဲ့ဒီကျမ်းစာတွေကိုကျွန်တော်ဖတ်ရင်းနဲ့ဟာဒါဆိုတော့အပြစ်သားဖြစ်ဖို့တောင်မှမြူမုံတမုံမှအပြစ်ဒုစရိုက်မပါဘဲနဲ့အပြစ်သားဖြစ်တယ်ဆိုရင်ဖြောင်းမတ်သောသူဖြစ်ဖို့လည်းပဲတယောက်သောသူရဲ့ယေရှုရဲ့နားထောင်ခြင်းအဖြစ်မြူမုံတမုံမှကောင်းတဲ့အချစ်မလို့ပဲနဲ့ဖြောင်းမတ်တယ်ဆိုတဲ့အဲ့ဒီတမန်တော်ကိုဖွင့်ပြခြင်းခံရတယ်။ဒါကြောင့်ကျေးဇူးတော်ကြောင့်အသင်းတော်မှာအဲ့ဒီနားလေလာတဲ့ အတိုင်းသာလောက်ကျွန်တော်လည်းဝေငှတယ်ဟောပြောတယ်တသိခံတယ်အမကျွန်တော်တို့ဆရာဆိုင်တီတို့စပြီးတော့လက်တွဲကြတဲ့အခါမှာဆရာဆိုင်တီလည်းပဲကျွန်တော်ကိုဟောဟာဒီဆရာတော့လမ်းလွှဲသွားပြီတဲ့နဲပေါ့ဒါပေမဲ့ဂျေဇုတော်ကြောင့်သူလည်းပေါက်သွားတယ်သူလည်းဟောရင်းနဲ့အမှုတော်ဆောင်နေအားလုံးလည်းပဲယုံကြည်သူတွေအားလုံးလည်းပဲတကယ်ကောင်းချီးမင်္ဂလာဖြစ်လာတာစစတော်ကတပတ်တပတ်အလူငွေဆိုရင်တထောင် 18000အများဆုံးပဲဒါပေမဲ့ဂျေစုတို့ကြောင့်အခုဆိုရင်တော့တနင်းခွေနဲ့တပတ်တပတ်အလူခွေနဲ့ဆယ်ပို့တပို့ပေါင်းရင်ဆယ်ကဏန်းကတ်တယ်ဟာလေလုယာဘုရားသခင်ဂျေစုတို့ကြောင့်အံ့ဩဖွယ်ရအရင်တော့ကတော့မပြီးရင်ချိန်ချင်းရမယ်ပြီးမှပဲကောင်းကြီးရမယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုမက်လုံးပေးပြီးတော့ဟောတဲ့တရားတွေကတကယ်ဟာတာဖြစ်နေခဲ့တာ ပြီးရမယ်ဆိုတော့เนาะဥမာမက်လုံးပြီးတဲ့တရားဟုတ်ချက်ပေါ့ခါကျတော့ပြီးရင်လည်းပဲမရတာရှိတယ်လေเนาะဒါပေမဲ့ကျွန်တော်တို့အခုပြီးတာကရရမရရဂျေစုတင်သောနှလုံးသားနဲ့ပြီးတော်သူများဖြစ်တယ်ဆိုတော့အဲ့ဒီတမန်တော်ကိုပို့ပြီးတော့ဖွင့်ပြခြင်းရလာတယ်ဒီနေ့ခရစ်တော်ရဲ့လက်ဝါးကတိုင်းတော်တရားအဖြစ်ယေရှုလှုပ်ပေးပြီးတဲ့အပေါ်မှာကျွန်တော်တို့ကတက်တောင့်တက်တာလေးနဲ့အဲ့ဒီယေရှုလှုပ်ပြီးပြီးတဲ့အရာကိုဖော်ပြခြင်းခံရပြီးတော့ကိုကိုယ်တိုင်လည်းပေါ့ပါပြီးတော့လူတွေကိုလည်းပေါ့ပါစီခြင်းသောနှလုံးသားနဲ့တရားဟောလာတဲ့အခါမှာတကယ်ကောင်းကြီးဖြစ်လာတာဖြစ်တယ် တပတ်ဆိုရင်ကျေးဇူးတော်အံ့ဩဖွယ်ရပါတော့ကျွန်တော်အမအတင်းတော်မှာဆိုရင်ဒီကျေးဇူးတော်တမန်တော်ပဲကျွန်တော်တို့အဲ့ဒီနောက်ပိုင်းနဲ့စပြီးတော့ဝေငါတယ်ဟောပြောတယ်ဘုရားကြောင့်လည်းပဲချိန်ချိန်တလို့ဘုရားကအံ့ဩဖွယ်လူတွေပို့ပေးလာတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာဒီမိကျွန်တော်ပြောင်းလာတယ်မိသားစုကျွန်တော်တို့အအချာတို့မိသားစုကယုံကြည်သူအစ်တစ်ယောက်ခေါ်လာတယ်အဲ့ဒီယုံကြည်သူကဘယ်တော့မှဘုရားကြောင့်မသွားဘူးဘူးဒါသူ့ရဲ့အသက်က30ကျော်လောက်ရှိပြီ ယုံကြည်သူတော့ယုံကြည်သူပဲမော်ထဲမှာ तू ကဈေးရောင်းဈေးဝယ်လုပ်တယ်အရက်တောက်တယ်ဘီယာတောက်တယ်ယာမရှူတယ်အဲ့လိုနဲ့ကြီးပြင်းလာတဲ့အမျိုးသမီးတယောက်အဲ့ဒါနဲ့အချာတို့ဇနီးမောင်နှံကလာငါတို့ဖျားကြောင်းသွားရအောင်လို့ပြောတော့ကျမမသွားဘူးဒါမဟုတ်ဘူးငါတို့သွားတဲ့ဖျားကြောင်းနဲ့မတူဘူးထူးခြားတယ်လာလာကြည့်ပါလာနားထောင်ကြည့်ပါပေါ့အဲ့ဒါနဲ့ तू ကလည်းပဲသူတို့ညအတင်းခေါ်လို့ तू လည်းလိုက်လာတာပေါ့ခါတိုင်းဖျားကြောင်းလို့ပဲ तू လည်းခံစားပြီးတော့အိမ်ငှက်ရင်တော့ချူချင်ဝယ်သွားမယ်ချူချင်စားမယ်ဆိုပြီးတော့ချူချင်ဝယ်လာပြီးတော့အိမ်ကတည်းကထဲ့လာတယ် အဲ့ဒါနဲ့စပြီးတော့ worship လုပ်ရင်းနဲ့သူတို့ဝင်လာကြတယ်ကိုးကွယ်တယ်အဲ့မှာအဲပြီးရင်နှုတ်ဘတ်တော်ဝင်ငါတယ်ဝင်လာတာနဲ့အဲ့ဒီမျိုးသမီးကသူ့ရဲ့စိတ်ဝိညာဉ်ထဲမှာဖခင်ရဲ့မြစ်တာကိုစုံနေတဲ့သချင်းတွေဝင်ငါတဲ့တရားအဖြစ်သူ့ကိုပဲဖခင်ကစကားပြောသလိုခံစားရတယ်သူချူချင်းစားဖို့တော့မမိသွားတော့ဘောနော်အဲ့ဒါနဲ့ ျွန်တော်လည်းဝိညာဉ်တော်ကနိုးစော်လို့ကဲဒီထဲမှာကျွန်တော်ကနှုတ်ဘတော်ဝင်ငါရင်းနဲ့တစုံတယောက်သောသူတို့ဆူတောင်းပေးချင်တယ်ဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်တဲ့အခါမှာအဲ့ဒီမျိုးသမီးကဘယ်ဖះเจ้าလည်းမလာဘူးလားလည်းမဟုတ်ပဲနဲ့ဘယ်တော့မှလည်းမအာဖះเจ้าလည်းမသွားဘူးဒါပေမဲ့ရှေ့ဆုံးကိုသူကဘယ်လိုလုပ်ပြီးတော့ရောက်လာတယ်လည်းမသိဘူးတဲ့မျက်စိပွင့်လိုက်တယ်နဲ့ပလင်ပလင်ရှေ့ကိုရောက်လာတယ်သူကတယောက်ကနောက်ကနေတွန်းလိုက်တယ်လို့ပေါ့အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးလက်တင်ဆူတောင်းပေးတော့သူကခလေးလိုငိုတာသူခလေးတယောက်လိုသူငိုတာအဲ့ဒါနဲ့ ဖျားချောင်းပြည့်ရနဲ့စကားမပြောဖြစ်နဲ့ပြန်သွားကြတယ်တကယ်ချင်းကသူ့ကိုလာခေါ်ရတယ်သွားမယ်ယာမသွားရှူရအောင်ပြည်ရတော့တော့ရအောင်ဆိုတော့အဲ့ဒီဖျားချောင်းလာတဲ့အချိန်နဲ့လာထိုင်ပြီးတဲ့အချိန်နဲ့ပြန်သွားတဲ့အချိန်နဲ့စပြီးတော့ဝိညာဉ်တော်ကသူ့ရဲ့စိတ်ဝိညာဉ်ကိုပြောင်းလဲစေလိုက်တာပြောင်းလဲပေးလိုက်တာယာမရှူခြင်းနဲ့စနစ်ပေါင်း20ကျော်လောက်ရှူလာခဲ့တဲ့အဲ့ဒီယာမရှူခြင်းနဲ့စိတ်ကအဲ့ဒီဖျားချောင်းတက်နေရင်းတွေကိုလုံအောင်ပျောက်သွားတယ်အရက်တောက်ခြင်းနဲ့စိတ်စလိတ်ဖွာခြင်းနဲ့စိတ်လုံးဝတစ်စက်မှမရှိတော့ဘူး အဲ့ဒါနဲ့နောက်ပတ်ပြန်ရောက်လာတဲ့ရှေ့ဆုံးမှလာထိုင်တယ်လက်ပထမလာတဲ့ပတ်တော့နောက်ဆုံးမှထိုင်တာနောက်ဒုတိယပတ်တော့ရှေ့ဆုံးမှဒုတိယခုံမှလာထိုင်ကျွန်တော်လည်းတတိထားမိလို့သူ့ကိုဖျားချောင်းပြည့်ရတဲ့စကားပြောတယ်ဟာဟုတ်တယ်ဆရာကြီးကျွန်တော်ကျမတက်တည်ရတယ်ဖေရားရဲ့မြစ်တာကျမခံစားရတယ်ကျမနှစ်ပေါင်းများစွာတောက်ခဲ့တဲ့ဒီမူရဲ့စေဝိုင်းကြည်ကြုံရတဲ့အဲ့ဒီပြီးခဲ့တဲ့အပတ်မှာကျမလွတ်မြောက်သွားတယ်အနောက်ဖွေရဒါကဖေရား ယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အမှုပြီးစီခြင်းပေါ်ပါစေတဲ့ဂျေဇုတော်တမန်တော်ကိုဝေငှတဲ့နေရာမှာတန်ရှင်သောဝိညာဉ်တော်ကတက်တည်ထူပြီးတော့ကောင်းချီးပေးတာဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်တို့ကပြောင်းလဲခြင်းနဲ့စိတ်နဲ့စည်တနာစိတ်နဲ့ကျွန်တော်တို့များစွာပြည့်ညက်တရားဝန်ဤကိုကျွန်တော်တို့ကဒီနှီးမျိုးစုံနဲ့ကျွန်တော်တို့ရှုတော့မျိုးစုံနဲ့ကျွန်တော်တို့ဟို အတရားတွေများစွာကိုကျွန်တော်တို့ဝင်ကနေကြပါမယ်။တကယ်ပြည့်ပြည့်စုံစေတဲ့တရားကယေရှုလှုပ်ပေးပြီးပြီဆိုတဲ့တရားပဲဖြစ်ပါတယ်။အာမင်။အဲ့ဒီတရားကကျွန်တော်တို့ဒီနေ့ဝင်ကမယ်၊ကြည်ညာမယ်၊ဟောပြောမယ်တရားဖြစ်တယ်ဆိုတော့ပို့ပြီးတော့ဝိညာဉ်တော်ကကျွန်တော်လည်းခံစားစီလာပြီးတော့မှဒီနေ့ဒီမှာရှိတဲ့ကျွန်တော်လှုပ်ဖို့ဆောင်ဖက်ညီကောင်မတော်တွေသာသနာတည်တည်မှာခမရတို့ရဲ့ကျွန်တော်ရဲ့သာသနာတွေဆက်ပြီးတော့တိုးပွားတိုးတက်အောင်မှာဖြစ်တယ်။အာမင်။ဘာကြောင့်လဲလို့ပြောရင်ဒီဂျေဇုတော်တမန်တရားကိုဝင်ကတဲ့လေထုပတ်ဝန်းကျင်အသင်းတော်မှာဒီနေ့ခေါင်းဆောင်မှုအောက်မှာကျွန်တော်အမှုတော်ဆောင်ကြတဲ့အခါမှာ များစွာဒီနေ့ကျွန်တော်တို့ကတိုးပွားမဲ့များစွာသောသူတွေကိုဒီနေ့ရိတ်သိမ်းမဲ့အမှုတော်ဆောင်ခြင်းဂျေဇုတော်တမန်တော်ကိုကြီးညာဟောပြောမဲ့အမှုတော်ဆောင်ဖြစ်ဖရားကကျွန်တော်တို့ကိုရွေးကောက်ထားတဲ့သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တည်တည်ခံရင်းနဲ့ခွန်အားပေးချင်ပါတယ်အားလုံးဖရားကောင်းကြီးပေးပါစေအာမင်ဖရားကောင်းကြီးပေးပါစေအခုရှင်သူရန်တိုးပွားတယ်အတန်းတော်လဲဟို2024မှာမှကျွန်တော်တို့အမှုဖျံချောင်းဖွင့်ထားတာအခုဖြန်သွားပြန်ပြီဖြန်သွားပြီ ်ဂျေစုတော့စဟောတဲ့အချိန်ကနေအဲ့လိုဖြစ်တာအခုစိတ်လည်းမတူတတ်တော့ဘူးအရင်တော့ကပြောင်းလဲအောင်အရင်လှုပ်ခဲတာလေမိသားစုတစုဒီမှာတော့နာမည်တီးကြမှာပါမိသားစုတစု မိမကိုနှစ်ယောက်စလုံးမူရေးဆေးဝါးတုံးတယ်ကလေးနှစ်ယောက်ပါလာတယ်ကလေးလည်းထိန်းပေးတယ်ဝက်လည်းထိန်းပေးရတယ်မပြောင်းလဲဆရာဂျုံရှင်းကိုငိုအောင်လှုပ်နိုင်တာအဲ့ဒီတယောက်ပဲဒါမဲ့အခုဖျားကျေးဇူးတော်ကြောင့်ကျေးဇူးတော်ကလည်းအဲ့ဒီလူကိုလည်းပြောင်းလဲခံလဲတာနော်อืม နီးပင်ပေါင်းစုံနဲ့နှိမ့်ဆက်တော့တာအဲ့ဒီလိုအမေခုခွန်းလို့လိုက်ပြီတူတူပွားတယ်ငွေချေးပိုင်းမရတော့ဘူးအခုရန်တူပွားတယ်ဟိုတယ်အခန်းခါတညကို၈000နော်ဆရာဆိုလာခဲ့မဲ့၁၄ရောက်ဆရာဆိုတော့လာမယ်ပြမလာနဲ့လို့ပြောလို့မရဘူးသူယုံကြည်ခြင်းကြီးကိုနော်အမေသူယုံကြည်ခြင်းကလည်းကျွန်တော်တို့နှလုံးသားကိုသူထိတာပါပဲဝိညာဉ်တော်ကကြီးစုတော့ဟောတဲ့နေရာမှာတက်တည်ထိုးတယ်ဟာလေလုယအခုမိမလေးသူမိမပဲမလဲဆရာကတော့ 麦的，先麦先麦，麦的要来，哎，来来口第一奥，来口第一奥。先先麦到我们那那边，先相信到耶稣的边了。先麦以色列到那那刚国边的某啦，哎，我只 know 边了咧。先相信啊，不少咧，耶稣，那先麦咧，那那边吧，那某哎，那麦雅嘛，那个。先，这个边了，我只 know 边了咧。先相信耶稣的吼，哎，我刚来太尼啦，阿卡尼咧，怪少边的。 ဟုတ်တယ်မဟုတ်ဘူးလားအဲကျွန်တော်ပြောတာကျွန်တော်အဖို့ကိုသူတက်တေခန္ဓာလေပြောပါဦးအဲ့ဒါဆရာမရေအဲတက်တေခံပါအောင်ယေရှုတော်မပေါက်ခဲဆရာကျုံရှင်ကိုကလန်ခဲ့တဲ့ဟာတွေနော်ဆရာကျုံရှင်ရဲ့တရားဟောချက်ကိုခိုးခိုးပြီးမှယဉ်ထဲမှာမထောက်ခံခဲ့တဲ့ဟာတွေယေရှုတော်တဘောပေါက်ပြီးမှလို့ပြောပါဦး 出嘛来咯，你接受了，都帮我们包开嘛，买了烧钱啊！哎 <noise> 呀，我偏办那批的啵咯，偏出嘛说你要加嘛嘞，什么别物都提路好用，出嘛嘛掏卡木，哈哈哈！还是说，呃，出嘛个铁路没有票了啵咯，这借点钱啊咯，出嘛罗用之类的那些嘞，他们真的刚进门了，也不说啊罗周三呀嘛，手臂嘛啵咯，再重新啊。 မေးအဲ့လိုမျိုးမဟုတ်နဲ့သူများချင်းမှာအဲ့လိုမဟုတ်နဲ့ဒါမဲ့ချောင်းကလုံးဝနားမလဲဘူးလုံးဝချောင်းကလက်လည်းမခံဘူးပေါ့နော်ဒီဂျေဆုတော့ကျေးဇူးတော့အဲ့လိုမျိုးဟောရင်တော့အခုလူတွေပြောနေကြသလိုပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့လုံးဝပြက်စီသွားမယ်ပေါ့နော်စီးစီးမရှိကားမရှိဖြစ်သွားမှာကျွန်မကအဲ့လိုမျိုးပဲကျွန်မတို့နေရာကြားမှာလုံးဝအဆင်မပြေဘူး ဟိုမိသားစုထဲမှာဆိုရင်လည်းပဲအဲ့လိုမျိုးပေါ့နော်တိုက်ခံလေးတွေရှိတယ်။ဒါမှမဲ့ပေါ့နော်ကျမမစ်ရှင်သွားတက်တဲ့ခါမှာအဲ့နေရမှာပေါ့နော်ကျမလုံးဝဂျေစုတရားကိုသဘောပေါက်သွားတာဖြစ်တဲ့။သဘောပေါက်သွားတဲ့ခါမှာအတင်းတော်မှာရောက်တဲ့ခါမှာလည်းအရန်ကောင်းကြီးဖြစ်သွားတယ်။လုံးဝကျမလည်းပဲအခုချိန်လေးပေါ့နော်အဲ့ဒီကနေပြန်လာပြီးမှပေါ့နော်အမှုတော် ထဲမှာသွားတာအရန်ပဲလွမြောက်တယ်ပြီးရင်ဝမ်းမြောက်ချင်းရှိတယ်ပြီးရင်တယောက်နဲ့တယောက်ကြားမှာလေပေါ့နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဂျေဇုတော့အဖေတယောက်နဲ့တယောက်အားနေချက်ရှိရင်လေတယောက်နဲ့တယောက်နားလေပြီးမှပေါ့နော်အဲ့လိုသွားတဲ့အခါမှာအတင်းတော်မှာလည်းအရန်ကိုကောင်းချီးဖြစ်တယ်ဆိုတဲ့ရောပေါ့နော်ဆိုတော့ပြောချင်တာဖြစ်တယ်လောက်ပါဟေးစိုးစိုးစီစီမစ်ရှင်လာတိုက်ရင်စိုးစိုးစီပြောင်းလဲမှာโอเคဖီးယားကောင်းချီးပေးပါစေဆရာကတော်ရေးကြည့်တယ်ဆရာပဲကောင်းကြည့်ပေးပါစေဆရာဆရာကတော်ရေးကြည့်တယ်နော်ဆရာကတော်ရေး ဆရာကခုနနေတော့ဆရာမဆရာမအစ္စရာလိုလေဆရာမအစ္စရာဆရာကျုံရှင်ဟောတဲ့တရားကိုမထောက်ခံတဲ့ဆရာကတော်တွေမဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေ။ဂျေဇူးတော်ကိုဆရာတွေနားလဲလို့ဝိညာဉ်တော်လဲဆရာကတော်တွေကိုပို့ဖွင့်ပြပါစေ။အာမင်။ကျွန်တော်တို့တကယ်တိုးတက်တယ်နော်တကယ်